ချွေးနေကြတယ်အဓိကဒဇင်လေးဒီပေါ့နော်အယူအကျော်စေုံမှာလူရဲ့အကြောင်းရင်းကတော့အဒဇင်ဖဖေက6လောက်တိတ်ပြီးတော့လို့အယူအကျော်အကျော်နဲ့ပတ်သက်တာတိတ်မကောင်းဘူးပေါ့နော်အဲ့လိုဆိုတော့ဟိုအဖေရဲ့ကျမကြီးလည်းပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုမျိုးအဖေအတွက်ကိုလူပေးတာပေါ့ဒီနေ့ကတော့အလူနဲ့ပဲဖြတ်တန်းပြတယ်ပေါ့နော်အဒီလူပေးလည်းအိမ်မှာအလူရှိသေးရယ်ပေါ့နော်အဓိကတော့ ဟုတ်ပေါ့နော်တနစ်တနစ်ကြီးလာလေဟိုတင်ကန်းစာတွေရလေပေါ့နော်လူတွေရဲ့အကြောင်းအဲ့လိုပေါ့နော်ဟိုပေါ့နော်လူမျိုးမျိုးစိတ်ဖို့ပုံပေါ့နော်အဲ့လိုဟိုကိုယ်နာမှာဟိုကောင်းတဲ့လူလည်းအရှိရဲမကောင်းတဲ့လူလည်းရှိရဲပေါ့နော်အဲ့လိုမျိုးအဲ့လိုလူတွေကိုပဲဟိုဒီတနစ်တနစ် နှစ်တိုင်းနှစ်တိုင်းပေါ့နော်ကျုံလိုက်ရတာပေါ့နော်အဲ့ဒါကတော့ဘောတသင်္ကန်းစားပါပဲဟိုကိုကတော့အသက်ကြီးသွားတာဒါပေမဲ့အဲလူတွေကကောင်းတာတွေရောမကောင်းတာတွေရောမပြောင်းလဲသွားဘူးပေါ့နှစ်တိုင်းဒီပုံစံပဲကျုံတွေ့ရမျိုးရှိတယ်ပေါ့နော်အဲ့အတွက်လည်းဒါသင်္ကန်းစာတစ်ခုလိုပဲဒီစင်သတ်မှတ်တယ်ပေါ့ဖေဖေနဲ့မေမေကိုဒီစင်ငွေသားရဲ့တိတန်30 80ကတော့တယ်ပေါ့နော်အဲ့ဒါအလူဝတက်တက်ပေါ့နော်ဖိနေမျိုးဒါဒဇင်းရဲ့ချွေးနေစာနဲ့ပေါ့နော်ဒါအမြဲတမ်းလဲမိဘရဲ့အတွက်ပဲဒဇင်းအမြဲတမ်းအဖေတို့မျိုးအတွက်ပဲဒဇင်းကကြည်ခဲ့သူဆိုတော့လေဟိုန နှစ်တိုင်းကတော့ဒီနှစ်ကတော့မိဘတွေပို့ပြီးတော့စိတ်ချမ်းသာဒါစရာပို့ရတာပေါ့နော်ဆိုတော့ဒဇင်နဲ့ကိုယ်တိုင်အလားမှာရှိပြီးတော့အလူလည်းလူရတယ်ဆိုတော့ပျော်တယ်ပေါ့နော်အဲ့လိုပျော်တယ်ဆိုတော့အဲ့လိုပျော်မပြတိတ်ပြီးတော့မပြပြတတ်တော့ဘူးကိုလှုပ်ချင်တာရေလှုပ်ရတယ်အတူကကိုယ့်ရဲ့ကြိုးစားမှုပေါ့နော်ကိုကြိုးစားလာတဲ့အရာတွေအကုန်လုံးကအဲကိုယ့်ရဲ့ဒီတစ်နှစ်တာလုံးအကုန်ဆုံးကန်ဒီမှာအာလွန်လွေသေးမရှိပေါ့နော်ကိုကိုကိုပို့ပြီးတော့မှပါရမီဖြည့်နိုင်တယ်ပေါ့အမ်အဲ့ရဲ့ ခန်းစားချက်ကပေါ့နော်ဒါကမိဘကိုအဲရှေ့ဆုံးမှာထားတဲ့သူတွေပို့ပြီးတော့တီးကြတယ်ပေါ့နော်အဲ့လိုအဲသင်းကြတော့ခန်းစားချက်တွေအများကြီးဆိုတော့အများကြီးပြပြလိုက်လို့ရှိရင်ကြတော့ဟိုပေါ့နော်လူတွေကလည်းဘယ်လိုပြောမလဲ overdid နေပြောတယ်ဖြစ်မှာဆိုလို့ပေါ့နော်ဒါဆိုတော့အများကြီးတော့မပြောတော့ပါဘူးဒဇင်းရဲ့နေထိုင်ပုံနဲ့ပေါ့နော်ဒဇင်းမိဘတွေကိုထားတဲ့အဲပုံစံပေါ့နော်ဒါတော်တော်များများတီးကြရယ်ပေါ့နော်အဲဆိုတော့ခုကြည့်နေတဲ့ပြည်သက်တွေလည်းအဲဒဇင်းဒီဘယ်လိုမျိုးမိဘတွေပုံဘယ်လိုမျိုးတီးသက်တယ်ဘယ်လိုဘယ်လောက်ထိလိမ်မာတယ်ပေါ့နော်ခုခုကတော့အဲလိမ်မာတယ်ပေါ့အဲ့လိုပဲပြောအောင်ပါပေါ့ အဲ့တွက်လည်းအဖေနဲ့မေကလည်းအရန်ကိုဟိုဂျင်းနဲ့မှာပါဒီလိုသမီးလေးမွေးထားတာဖြစ်တဲ့တော့ဖေဖေကတော့ဈေးငငယ်တုန်းကတော့အပြည့်စုံတယ်ပေါ့နော်ဟိုအသက်လည်းနည်းနည်းရလာတဲ့အချိန်မှာတော့ဟိုမပြည့်စုံတော့ဘူးပေါ့နော်အဲ့လိုဖြစ်သွားတဲ့အချိန်မှာဒဇင်ကပို့ပြီးတော့ပြည့်စုံအောင်ဖြစ်ပြီးတာပေါ့တခါကျရင်တော့ဟိုဒဇင်မမဟုတ်ပါဘူးလူတိုင်းကအခက်ခဲကိုစီနဲ့ရှိကြတယ်လေအဲ့ဆိုတော့ဒီအခက်ခဲကိုစီကိုကိုကဟိုဘာဟိုစိတ်ညစ်နေလို့မရဘူးပေါ့နော်အဓိကပြောချင်တာစိတ်ညစ်နေလို့မရဘူးကိုလုံးချင်တဲ့ရာကိုစူးစမ်းမရမှာလူဆိုတာပတ်စံမရှိရင် ရှားမယ်အဲ့တဘောတရားပေါ့နော်ဟိုဘယ်လိုပြောမလဲပြင်းနေလို့မရဘူးပတ်စံမရှိဘူးဆိုပြီးတော့မှပြင်းနေရင်ဘာမှမရလာဘူးဟိုပတ်စံစံချမ်းသာခြင်းကိုဒီလောလောအောင်မယ်အဲကိုဒီအလုပ်ကြိုးစားရမယ်ပေါ့နော်အဲ့တဘောတရားပေါ့ဟိုမင်းပစံမရှိတာပြစ်မဟုတ်ဘူးဒါပေမဲ့မင်းပြင်းတာတော့ပြစ်ဖြစ်သွားတယ်အဲ့တဘောတရားလေးပေါ့တစင်လေးကအာဒီနေ့ပေါ့နော်လူအယောက်130စာအဲတစ်ချောင်းလုံးမှလည်းဒီစိတ်ယုံတစ်ခုလုံးမှလည်းနေရာ130စာပဲရှိတာလူကအယောက်130ပဲရှိတာပေါ့နော် တခုလုံးစားလို့တာဟုတ်ကဲ့တစဉ်တလောက်ဝင်ငွေအခုလက်ရှိပေါ့နော်အခုလက်ရှိစီးပွားရေးအခြေအနေတွေမကောင်းနေတဲ့အချိန်မှာတစဉ်တလောက်ဝင်200ကျော်ရှိတယ်ဒါပေမဲ့မလောက်ဘူးနော်မလောက်ဘူးအဲ့တော့တစဉ်ကတစဉ်လုံးမိသားစုအရင်5ယောက်ရှိတယ်တစဉ်လုံးမောင်နှမတွေဟိုအခုချိန်မှာနေဘက်မှာတိတ်ပြီးတော့မှာပေါ့နော်နေလို့တိတ်မကောင်းလို့ဆိုပြီးတော့အဲဒါစအိမ်မှာနေကြတာမောင်နှမကြီးရှိကြတယ်အမိသားမိသားစု၈ယောက်ကိုဒဇင်တယောက်တည်းပတ်စံရှာလို့ရှိတာအဲ့တော့အဲ့တိတ်နေရမလောက်ဘူး တကယ်မလောက်တာကိုကိုယ်တိုင်ဖြုံးရတာမှအဲ့လိုခါကြောက်ရှင်ဟိုဘယ်လိုမလဲများတယ်ကွာအအခုကဒီရန်ကုန်မြို့ကြီးမှာလဲအဝေယဝက်စားအကုန်လုံးစစ်စစ်တွေကိုယ်လုံးကအရန်ဈေးများလာတာဈေးများလာတော့ဟိုဘာလို့ပဲတုံတုံမလောက်တာဘယ်လိုမျိုးဒါကိုတယောက်တည်းတုံးလာတာမဟုတ်ဘူးဒါပေမဲ့မလောက်ဘူးအခုဆိုရင်ဒါအရှင်မအေးတိမယ်တစ်စက်အမေဆိုရင်ဈေးတစ်ခါသွားလိုက်နှစ်သိန်းသုံးသိန်းပဲ အဘာမဟုတ်ပဲဦးနော်အနေနဲ့ပါပါပဲတကယ်တကယ်မရှိရတဲ့လူတွေကြတော့အရင်ဒုက္ခရောက်တယ်တစ်စင်းတို့ဆိုလဲရှားရတာပဲလေဟိုမရှိဘူးဒါပေမဲ့လည်းရှိအောင်ရှားရတယ်ဒါပေမဲ့တကယ်တကယ်လောကမရှိတဲ့အချိန်မျိုးလည်းရှိရနော်ကိုယ်တွေလည်းအထင်ကြီးနေတဲ့ခါကျအထင်ကြီးပြဿနာကြီးရရှိသေးတယ်ပြီးရင်တရားမပြတ်မပေးဘူးအဲအဲ့ဒါမဆိုင်ဘူးတသက်ကြီးပဲတစ်စင်းတသက်ကြီးပဲဆိုင်ဝင်ဝင်မပါသေးဘူးဆိုင်ဝင်ဝင်ကလောကကိုမထီတာနောက်တော့ဆိုင်ထပ်ဖွင့်စရာရှိလို့အော်မလောက်ပါဘူးအထင်ကြီးပြီးတော့ပြဿနာလာမရှိကြနဲ့လို့မရှိဘူး